တရားမျှတသောရွေးကောက်ပွဲမဟုတ်တဲ့စစ်အာဏာရှင်ရွေးကောက်ပွဲတိုင်းသည်ပြည်သူလူထုပေါ်မှာခေတ်အဆက်ဆက်မှာကမ္ဘာတမိုင်းမှာဘယ်တော့မှကောင်းကျိုးမပြုခဲ့ဘူးဟစ်တလာဆိုရင်ကမ္ဘာမှာရွေးကောက်ပွဲကနေပြီးတော့ပေါ်ထွက်လာတဲ့ခေါင်းဆောင်ပဲတို့ပေမဲ့ကမ္ဘာစစ်ကိုဥတည်ွားတဲ့လူယုံမှစစ်မိတ်စာစစ်ဘလူးဖြစ်သွားတာပဲဘောမအမှုပညာရှင်တွေကိုဝိုင်းကော့တေချာလုပ်ဖို့လိုအပ်ပါတယ်အဲပြီးတော့ပြည်သူများကိုလည်းအထူး မေတ္တာရက်ခံနေဘိုင်းကော့ဆိုတာပြည်သူကနေလာတာဆိုရှယ်ပန်နစ်မန့်ဆိုတာပြည်သူကနေလာတာဒီအမှုပညာသမားတွေအသေးကြောက်တယ်ပြည်သူကဘိုင်းကော့လုံးမှာအသေးကြောက်တယ်အဲ့တော့ဒီလိုကိုယ်တိုင်လည်းအမှုပညာသမားဖြစ်တဲ့အတွက်ပြည်သူရဲ့ညှို့ညင်တာမေတ္တာပြတ်တာအဖက်မလုတော့မအောင်တေအောင်ကြောက်တယ်ပြည်သူကအဖက်မလုတော့ရင်ဒီအမှုပညာသမားရှင်လျက်နဲ့တေသွားတာပဲဘာမှလုပ်လို့မရတော့သူတို့ရဲ့အာဓမခိုင်းစင်မှုခံရမယ်ဆိုတာယနေ့လိုအချိန်မျိုးမှာခံရမယ်ဆိုတာကိုကြိုတွက်ဆမိလို့ပြောလို့ သူတို့နဲ့လွတ်ရနေအောင်ပြီးတော့ရွှေ့လာကြ။သူ့ရောင်ရွေးကောက်ပဲဘယ်လိုပဲလို့တို့ပြီးတော့တော်လိုင်းကြီးကနိုင်အောင်တိုက်မှာတော်လိုင်းကြီးကပြီးွားမှာမဟုတ်ဘူး။နိုင်အောင်တိုက်မှာအလျှော့ပေးမှာမဟုတ်ဘူး။ဆက်လက်ပြီးတော့မှကျွန်တော်ဆရာမြန်ဆန်းတရားသူဖြစ်တဲ့ဘုဖို့တရားကိုအလှည့်ပေးခြင်းပါလေကြ။အဲ့တော့ကျွန်တော်ရဲ့တမ်းပြေကလည်းပဲအာနာဂုံတရားပြုယူထားတဲ့အာနာယုသမိတာစေတလူဒီက တို့အာနာတိနေနေတဲ့အခါမှာဘတ်တဲ့ခွန်ကြီးတွေကအလုံးချတယ်အတွေ့ခေါ်မအောင်ခွန်ကြီးတွေကဩသာအာနာရှိတဲ့အခါမှာဒီဒီခွန်ကြီးတွေကဝယ်ယူပြီးတော့မှသူ့နောက်မှာရှိနေတဲ့ဒါကမှပြည့်တက်ကိုအာရမတွေတော်မှုအောင်ဒီလိုမျိုးနီးနဲ့ဒါလာဘတက်ကာရာဒီလောကလို့ခေါ်တဲ့လက်နာမတွေပေးတယ်ကြောကြမှုတွေပေးတယ်ပူတော်ခံမှုတွေမျိုးတွေပေးတယ်ဘဝတိတွေပေးတယ်ပေါ့နော်လူတွေနဲ့စီယုံသိမ့်သွင်းခဲ့ပြီးတော့မှအာရမကိုထူတော်မလို့ ်သမိတ်တာသူတို့ရဲ့နောက်မှာတောက်ထောက်နေတဲ့စစ်ကြောမြေပညာတဲ့လူကိုလည်းပဲဒါအလုံးချလို့ရှိပါတယ်အပြီးကြတဲ့ရပိုင်းကဆိုလို့ဒီဦးဇင်းတို့မထင်မှတ်တဲ့လူတွေတော်မှာအပါလာရာတွေကိုဦးဇင်းတို့အောပနန်းဒါတွေးရှိရတာဖြစ်ပါတယ်တွေးရှိရတာဖြစ်ပါတယ်ဟိုနေအောင်တို့ဟိုတခြားတခြားတော့ပုံကိုယ်ကြီးဆိုတာကောင်းတယ်ဒါတို့အသိစိတ်ဘောမခဲ့တဲ့လူတွေဖြစ်တယ်လေမဟုတ်ဘူးဒါပေမဲ့တချို့ကျတော့မြေပညာတဲ့တွေပါလာရာရတယ်အမှန်တမ်းအောတရားကောင်း နေတဲ့အနေအထားမျိုးဖြစ်ပါတယ်တချို့ဆိုလို့ရှိရင်ဒါကတော့နားလည်ပြရမယ်ဒါဟိုမိရတာပြောရတယ်ဆိုတော့ဒါမျိုးတွေပြောလာတာတွေ့ရတာပုံပေါ်ကြရယ်ဆိုတော့ဒါကမကြီးတော်တော်ဆိုပြောရတဲ့စကားလည်းကြားဖို့တော်လို့ဒီလိုဆိုနော်မိရတာကိုကြောက်တယ်ဆိုအဲ့ဒါနဲ့မိမိမမြင်နဲ့ဆိုတဲ့အနေအထားမျိုးတွေရှိနေတဲ့ခါတော့အဲတချို့တချို့တော့သူတွေဟာဒီဒီလိုစိတ်ပိတ်တာစိတ်ကလေးတွေကိုတောက်ထောက်ပေးနေတဲ့အခုဟိုအတူရောက်ရောက်ပွဲကြီးကိုဟို ီအိုရီတွေလုတ်ပေးနေတယ်ဇကားတွေရိုက်ပေးနေတယ်အလေးထားမှုတွေတွေ့တဲ့အခါမှာတချို့ပြောတော့လို့မီယာသားပြောလို့လို့ရတာနားလည်ပေးလိုက်ပါဒါတွေကတော့ဟိုဘိုင်းကော့လုတ်ဖို့မသိမဘူးဆိုတော့မှအဲ့တော့နည်းနည်းပြားကွဲနေတဲ့အဲအလေးထားမှုတွေလည်းတွေ့ရတာဖြစ်တဲ့အတွက်ဒီနေ့အဲ့ဒီအချင်းချင်းတွေနဲ့ပတ်သက်ပြီးတော့မဘိုးတရားလည်းမြင်မလောက်ပါတော့တိုင်ဝိုင်းပြီးတော့မှဒီနေ့သွေးနစ်သေးဖို့ဖိတ်ခေါ်ပါတယ်ဗျာမမဗျာခုလိုမျိုးဓမ္မပြအာရမကိုတော်လန်ချင်းဆိုတဲ့ဓမ္မတာကိစ္စစကားဝိုင်းမှာ ဝင်ရောက်ပြောကြားခွင့်ရတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။အဲကြီးကျယ်နေကြတဲ့တော်လန်မိဘပြည်သူများအားလုံးမင်္ဂလာပါလို့ဥစွာနှုတ်ခွန်းဆက်သပါတယ်။အဲအမှုပညာရှင်တွေအကြောင်းကိုမပြောခင်ပါတော့။အဲပြီးတော့နည်းနည်းလေးမဝေးသေးတဲ့ကာလလေးတစ်ခုကိုပြန်ပြီးတော့အဲဟိုစမ်းစစ်ကြည့်မှာပေါ့နော်ပြန်ပြီးတော့တွေးကြည့်လိုက်မှာဆိုအဲအာနာသိမ့်ပြီးကိုဗစ်တက်တဲ့အတိုင်းမှာ အခုတော်တော်များများတချို့ပြည်တွင်းနဲ့တချို့နိုင်ငံကြီးဝဲစားတွေပေါ့နော်အဲ့လိုဟာတွေကဘလို့မျောလင့်နေလဲဆိုအာထွက်ပေါက်တစ်ခုအနေနဲ့ရွာပြီးတော့အဲမင်းတို့ဟလာဒီဒေါ်လာကြီးဘက်ကလူတွေလဲလာငင်းငယ်ကြီးစကားပြောကြအစိုးရတည့်ရပေါ်လာရင်ဒီလူမျိုးမျောလင့်နေကြတဲ့နိုင်ငံကြီးဝဲစားတွေလည်းရှိကြတယ်ပေါ့နော်အာဒီပြတော့စစ်တပ်ကနီးအနည်းဆုံးကာလတစ်ခုဖြစ်တဲ့ကိုဗစ်တတိယလိုင်းမှာတော့ ပြည်သူဘယ်လိုဆက်ဆံခဲ့လဲဒါတိုင်းသူပြည်သားတွေပြန်ပြီးတော့တပည့်တော်တို့ရက်ွက်ထဲမှာဆိုရင်လဲဘေးနာဘေးနာတွေမှာဆိုတော့အလောင်းတွေထက်သွားတာအဲ့တော့ပြည်သူအောက်ဆီဂျင်လုံလောက်အောင်မပေးဘူးသူတို့စီကနေပြီးတော့မှသူတို့ဗတန်တဆတွေနဲ့ဒါတော့ပိတ်ထားတယ်တနက်တွေနဲ့ချိန်နေအဲ့တော့စေဝါကုသမှုကိုပြည်သူအစိုးရလက်ထက်လို့စနစ်တကျမလုပ်ဘဲနဲ့တုတ်တံမြေမှာမိသူစုဆက်တွေထပ်ပြီးတော့ချဲ့အဲ့တော့ပြည်သူပေါ်မှာဘလောက် စေတနာမေ့လေဘလောက်လူယုံမှာဆန်လဲဆိုတာပြောလို့အနည်းဆုံးကာလမှာနေမြင်ခဲ့ရပြီလားအပြည်သူတွေမေ့နေတာလားမမေ့ပါပြီးတော့လူလည်းဘယ်တော့မှမမေ့ဘူးပြီးတော့ရဲ့အတိတွေမိတ်ဆွေတွေတငယ်ချင်းတွေသူမျိုးတွေပါဝါကြအနီနာကက်ရက်လေးမှာနေပါဝါကြတာပြည်သူပေါ်မှာဘလောက်စေတနာရုပ်ကန်းလဲဆိုတာသူတို့စီအဲသူတို့တမိသားစုလဲသူတို့ပြုလုပ်ထားတဲ့စနစ်တကျလုပ်ထားတဲ့ အဖွဲ့အစည်းတစ်ခုပဲကောင်းစားဖို့အတွက်ပြည်သူပေါ်မှာရရဆက်ဆက်လှုပ်ခဲ့တာအခုယနေ့အချိန်ထိပဲပြည်တွင်းမှာဆိုမီးမမှန်းအင်တာနက်မမှန်းမျိုးစုံကြက်တဲအောင်ပြည်သူနှိပ်စက်အဲ့တော့ပြီးတော့ရူအာနာသိန်းနဲ့ကပြီးတော့ရူအမှုပညာသမားတွေလည်းအတူတူတွေဆန္ဒတွေထွက်ပြကြလှုပ်ခဲ့ကြအဲဒါပေမဲ့ကြံခဲ့တယ်အချင်းပြောရရင်တော့ပြီးတော့ရူ သူတို့ရဲ့ခိုင်းစေအာဓမ္မခိုင်းစေမှုခံရမယ်ဆိုတာယနေ့လိုအချိန်မျိုးမှာခံရမယ်ဆိုတာကိုကြူတွက်ဆမိလို့ပြောလို့သူတို့ ਨੇ လွတ်ရနေရအောင်ပြောလို့ရွှေ့လာကြအဲ့တော့နောက်တစ်ခုကသူတို့ထင်တာတော့ပေါ့နော်ဟိုရွေးကောက်ပွဲကနေပြီးတော့ဟစ်တလာဆိုရင်ကဘာမှာရွေးကောက်ပွဲကနေပြီးတော့ပေါ်ထွက်လာတဲ့ခေါင်းဆောင်ပဲတို့ပဲကဘာစစ်ကိုဥတည်သွားတဲ့လူယုံမှာစစ်မိတ်စာစစ်ဘလူးဖြစ်သွားတာပဲတရားမျှတသောရွေးကောက်ပွဲမဟုတ်တဲ့ စစ်အာဏာရှင်ရွေးကောက်ပွဲတိုင်းသည်ပြည်သူလူထုပေါ်မှာခေတ်အဆက်ဆက်မှာကမ္ဘာတမိုင်းမှာဘယ်တော့မှကောင်းကျိုးမပြုခဲ့ဘူးငရဲဘုံကိုပို့ပေးခဲ့တာကြီးပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဟစ်တလာဆိုလည်းဒီတိုင်းပဲရွေးကောက်ပွဲကနေပေါ်ထွက်လာရွေးကောက်ပွဲကပေါ်ထွက်လာတိုင်းစစ်မှန်တဲ့ခေါင်းဆောင်မရပါဘူးစစ်မှန်တဲ့ရွေးကောက်ပွဲဆိုတာဒီရိုနိုင်ငံမှာမရှိဘူးအခုလုတ်နေတဲ့လုတ်ဖို့ ြင်ဆင်နေတဲ့ရွေးကောက်ပွဲစီအတူရောင်ရွေးကောက်ပွဲဆိုတာလည်းပြည်သူတွေသိပါအဲ့တော့မြို့ကြီးတွေမှာရှိတယ်ပေါ့နော်ရန်ကုန်မှာပဲဟိုတလောကလူငယ်လေးတွေယနေ့အချိန်အထိကဘာကိုပြတာနေစေရွေးကောက်ပွဲကိုစန့်ကျင်ဖို့အာနာရှင်ကိုအမြင့်ပြတ်အောင်တွန်းလှန်ဖို့မကြောက်မရွံ့နဲ့ပြီးတော့တို့ရဲ့တူအရွယ်လောက်တူမအရွယ်လောက်ရှိတဲ့ကလေးတွေအခုချိန်အထိစူးစမ်းနေတော့ရုန်းကန်နေတော့စိတ်မကောင်းစရာ ကျယ်ဒီလဲကျွေနေတုံးဖြစ်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကတူယောင်ရွေးကောက်ဝယ်ဘယ်လိုပဲလို့တို့တပြီးတော့တော်လိုင်းကြီးကနိုင်အောင်တိုက်မှာတော်လိုင်းကြီးကပြီးွားမှာမဟုတ်ဘူးနိုင်အောင်တိုက်မှာအလျှော့ပေးမှာမဟုတ်ဘူးနောက်အမှုပညာရှင်တွေပေါ့အမှုပညာရှင်လို့ခေါ်တဲ့ပြည်ရင်းကအဲပျော်ပျော်ကြီးပါဝင်နေကြတဲ့ဇကားတွေရိုက်ပျော်ပျော်ကြီးပါဝင်နေကြတဲ့ဒါဘောမအမှုပညာရှင်တွေပေါ့နော် ဘောမအနုပညာရှင်တွေကိုဘွိုင်းကော့တေချာလုပ်ဖို့လိုအပ်ပါတယ်အဲပြီးတော့ပြည်သူများကိုလည်းဟိုအထူးမေတ္တာရက်ခံတယ်ဘွိုင်းကော့ဆိုတာပြည်သူကနေလာတာ social management ဆိုတာပြည်သူကနေလာတာဒီအနုပညာသမားတွေအသေးကြောက်တယ်ပြည်သူကဘွိုင်းကော့လုပ်မှာအသေးကြောက်တယ်အဲတော့ဒီလိုကိုယ်တိုင်လည်းအနုပညာသမားဖြစ်တဲ့အတွက်ပြည်သူရဲ့ညှို့ညင်တာမေတ္တာပြတ်တာအဖက်မလုပ်တော့မှာဘူး တေးအောင်ကြောက်တယ်ပြည်သူကအဖက်မလုပ်တော့ရင်ဒီအမှုပညာသမားရှင်လျက်နဲ့တေးသွားတာပဲဘာမှလုပ်လို့မရတော့အဲ့တော့ပြည်သူများအနေနဲ့ဝိုင်းကော့ကိုတေချာလုပ်ပေးပါအဲ့တချို့ပြည်သူတွေကလည်းဟုတ်တယ်ဝိုင်းကော့မန်တည်တယ်မုန်းကျက်မှုတွေကြားထဲမှာစိတ်ထွက်ပေါက်တစ်ခုအနေနဲ့ရုပ်ရှင်ုံတွေသွားကြည့်လိုက်တာတို့တကယ်တော်လန်ပြည်သူအစ်စ်ကအဲ့လိုမျိုးမလုပ်ပါဘူးเนาะအဲ့တော့မြို့ကြီးများမှာရှိတဲ့ဝီလီလီလုံနေတဲ့အခုနေ့ထိ ငါ့ကိုမထီသေးဘူးဆိုပြီးတော့တွက်နေကြတဲ့လူငယ်တွေလူလက်တွေလူကြီးတွေအချောင်နေနေကြတဲ့လူတွေလည်းမကြမီဒုက္ခရောက်မယ်အဲ့တော့ဘွိုင်းကော့ကိုတေချာလုပ်ပါအဲကျွန်တော်တို့တော်လန်အင်အားစုတွေရောနိုင်ငံတကာမှာရှိကြတဲ့ပြည်တွင်းပြည်ပမှာရှိကြတဲ့ထောက်ပို့ပြည်သူတွေရောနောက်မြေပြင်မှာအနီးကပ်ဆုံးဒီကောင်တွေကိုခြေမုံနေတဲ့ပြည်တော်ရဲဘော်တွေလည်းအကောင်းဆုံးစုဖွဲ့မှုပုံစံနဲ့ ပြည်သူတွေအားရစရာမြင်တွေ့ရဖို့လက်တကမ်းအလိုမှာရှိပါတယ်။အဲပြီးတော့တချို့အသေးစိတ်တွေပြီးတော့ပြောတို့လည်းမရသလိုပြီးတော့လည်းတိတ်မသိဘူးပေါ့နော်။စီရီနဲ့ပတ်သက်တဲ့ဟာတွေဖြစ်တဲ့တို့ပြီးတော့တိတ်မသိနိုင်ဘူး။ဒါပေမဲ့ဝမ်းသာစရာတော့ပြီးတော့အင်တာနက်မှာပြီးတော့တော်လိုင်းအဖွဲ့တွေမြောင်များစွာနဲ့ညာနဲ့ကြီးတဲ့တော်လိုင်းအဖွဲ့တွေမြောင်များစွာနဲ့စိတ်ခွန်အားပေးတဲ့အမှုပညာကိစ္စတွေစကားပြောတဲ့ဟာတွေအဖွဲ့တွေစုစည်းမှုတွေအင်အားတွေတို့ပြီးတော့ အန်အောလောက်အောင်ကိုမြင်တွေ့ရတော့ပြောလဲဝမ်းသာတယ်ဒါတော်လန်ยีအတွက်ကတက်ပေါင်းစုအနေနဲ့ကိုနိုင်ရနိုင်ရဖွဲ့စည်းပြီးတော့တော်လန်နေကြတယ်တော်လန်နေကြတယ်စနစ်တကျလှုပ်ဆောင်နေကြတယ်ဆိုတာပြည်သူများကိုလည်းဒီနေ့ကနေသတင်းစကားပါပါတယ်အဲ့တော့တော်လန်ยีမှာဒီကမ်ပိန်းလေးပဲတွေ့တွေ့ကိုတက်နိုင်ရတက်နိုင်ရတက်နိုင်ရကိုအာတုံခွန်ဆိုင်နဲ့ရုံးရမယ့်အချိန်ဖြစ်ပါတယ်အဲပြည်သူများလည်း ပန်းနေဆိုတဲ့တော်လန်ကြီးကတော့ဘယ်တော်လန်ကြီးမှလွယ်လွယ်ကူကူနဲ့ရတယ်ဆိုတာမရှိပါဘူးအဲ့တော့ကျွန်တော်တို့လည်းခက်ခက်ခဲခဲနဲ့တော်လန်ကြီးကိုဖျက်ဆီးနေရတဲ့ကာလာကြီးပါကျွန်တော်တို့ကိုယ်တိုင်လည်းအဆင်ပြေတာမဟုတ်ဘူးအဲ့တော့ခက်ခက်ခဲခဲနဲ့အကုန်လုံးညီတူညီမျှအခွင့်အရေးမရှိဘဲနဲ့တော်လန်ကြီးမှလည်းအခွင့်အရေးမရှိရဘူးပြီးတော့ဘယ်အရာမဆိုတော်လန်ကြီးပြီးွားရင်လည်းအခွင့်အရေးလူတန်းစားဆိုတာပြီးတော့နိုင်ငံမှာမရှိစေရဘူးပပြောက်ရမယ်အဲ့ဒီအတွက် နောင်လာနောင်သားတွေအတွက်ကရူကိုတိုင်းအတွက်ကတော်လိုင်းအောင်ပွဲကိုမြင်နေတယ်ကိုတိုင်းပြည်အတွက်စေတနာရှိတယ်ဆိုရင်ကိုကိုကိုစေတနာရှိတယ်ဆိုရင်ကိုမိသားစုကိုစေတနာရှိတယ်ဆိုရင်တော်လိုင်းကြီးမြ мян ပြီးအောင်နိုင်တဲ့ဘက်ကနေပြီးတော့အ ਨੇ ဆုံးအဆင့်အ ਨੇ ဆုံးအဆင့်နဲ့ကြောက်စရာအကောင်းဆုံးတော်လန်ချင်းဖြစ်တဲ့ဘွိုင်းကော့ကိုတေချာလေးလုပ်ပေးပါလို့ဒီနေ့ကနေပြောကြရင်နဲ့ဆုံးသက်ပြရစီဗျာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကိုကျန်ကြီး ဆိုတော့တစ်ဖက်မှာလည်းဦးသူပြည်သူတွေဟာဘွိုင်းကော့မှာအင်မတန်မှတာဝန်ယူကြပါတယ်ပြည်သူတွေကမိမိတို့အင်မတန်ချစ်တဲ့မြို့ပညာရှင်တွေကိုမြို့ပညာရှင်တွေရဲ့တကားတွေကိုကြည့်တဲ့အခါမှာလည်းစိတ်ထဲမှာအင်မတန်မှကြည်လို့ကြတာပေါ့နော်အေးဒီတိုင်းပဲကိုကမုံပြီးသွားပြီဒီလိုချင်းအဲ့ဇာလန်ကဘလောက်ပဲခေါင်းကောင်းကိုမုံနဲ့လူပညာတွေရဲ့မျက်ကွက်ကြည့်နေတဲ့အခါမှာဖီလင်အောက်ပြီးတော့မကြည့်ရင်လည်း ီသားတွေဖြစ်သွားတယ်သို့သောကကိုဖို့ပြန်ပြောခဲ့တဲ့ဒါအဲထဲမှာရှိပါတယ်ဘန်ကောက်လုတ်တယ်ပြည်သူတွေဟာစိတ်မောကြက်မှုတွေဖြစ်လာကြတဲ့အခါမှာဒါရုပ်ရှင်တွေကိုပြေးသွားမိတဲ့ဒီသားမျိုးတွေရှိတာပေါ့နော်သို့သောအဲ့ဒီတော့ဥပ္ပလုဓမ္မဘက်မှာရက်တည်နေကြတဲ့လူပညာရှင်များဟာဓမ္မဘက်ကလူပညာရှင်များဟာဒီလိုပြည်သူတွေအတွက်ကိုမှန်ကန်တဲ့ဓမ္မပေါ်မှာရက်တည်ရဲ့ energy တွေသေးရင်းနဲ့ လူတည်နေကိုဖန်ပြီးဖို့လေလိုအပ်ပါဟောဒီနေ့ဆိုရင်ကိုပေါ့တို့ပြုံးပြုံးလေးရုပ်ရှင်တကကိုဖို့ကြံတဲ့ကိုယ်တိုင်ပါဝင်ခဲ့ကြတာလေအဲ့လိုသကားမျိုးတွေဝိုင်းအောင်ဖန်ပြီးတာမျိုးတွေကိုဖို့ကြံတော့ခုတော့ရှားနေတဲ့ဒီတော့တရားတီဆိုတဲ့ဟိုအရာလေးတွေပေါ့နော်ဘာလို့တော့ပြည်သူတွေကညုံမနေတဲ့ဘောမလူပညာရှင်တွေကိုအမတိရတဲ့ခါမှာအပေးဖို့အတွက်စိတ်တို့ရဲ့အစီအမံဖြစ်ဖို့အတွက်ကိုဖို့ကြံတို့ပညာရှင်တွေက ပြန်လဲဖန်တီးကုသားပြုလိုအပ်တယ်ဆိုတာလေးကိုဒါပြုံလို့အသေးစကားလက်ဆောင်ပါတာပါသူတို့ပြောပြရသည်ကိုဘုရားတို့အင်းပြုပြပြအေးကျိုးသွားတာလုပ်နေကြတယ်ယန္နာသွားတာဖန်တီးနေအောင်ကျူသားဖို့ခန္ဓာပေါင်းစုံဖန်တီးနေအောင်ကျူသားဖို့လေလိုအပ်တယ်တခြားမြေပညာရှင်များလည်းဒီလိုဖန်တီးနေကြပါလိမ့်မယ်လေဥသေးပြောလိုက်ပါတယ်ဘာလို့လဲဆိုလို့ကြည့်ဟုတ်တဲ့ဖက်ကိုဒီလိုကသိထားတာဖြစ်တဲ့အတွက်ဒီတစ်ဖက်ကိုလင်းဖင်းဖို့ဘုရားတန်တို့ရဲ့လူပညာရှင်တွေမှလည်း ာဝန်မြေဝရှိပါတယ်ဆိုတာလေးကိုဦးဇင်းစကားလက်ဆောင်ပါပါတယ်ကြာဟုတ်ကဲ့အခုဘာဝစစ်စစ်သေးတယ်ကိုကြောင့်ငွေကြေးပြီးများတော့ရှိပါတယ်ကြာ